ဟူလိုင်လာ22ရက်မှာအော်ဂတ်စလာ2ရက်နေ့မိုးလွဲ့နှစ်နာရီအထိတနင်္ဂနွေအတိုင်းအတာနဲ့ရရှိတဲ့ယောဂဖြစ်ပွားမှုအချက်အလက်များအရာရာသီတုပ်ကွေး AH1N1 လူနာစုစုပေါင်း86ဦးတေဆုံးသူ12ဦးရှိပြီဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်လက်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ယောဂနဲ့ဆေးရုံတရကုသသူစုစုပေါင်းလူနာ245ဦးရှိပြီးအဆိုပါယောဂနဲ့ပဲတေဆုံးမှုနှုန်းမှာ4.8%ခန့်ဖြစ်ကြောင်းကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါဗျ။ ကျမရင်းနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရလက်တလောဖြစ်ပွားနေတဲ့ယာတီတုတ်ဝေးရောဂါ Seasonal Influencer A H1N1 PDM09 နဲ့ပတ်သက်ပြီးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းယောဂါစောင့်ချက်ကြည့်ရှုခြင်းကာကွယ်ထိန်းချုပ်ခြင်းကုသမှုပေးခြင်းကျမရင်းပညာပေးခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်။ဇူလိုင်လ31ရက်မွန်းလွဲ့နှစ်နာရီမှဩဂတ်စ်လ1ရက်မွန်းလွဲ့နှစ်နာရီအထိတန်တရားလူနာ32ဦးကိုထပ်မံတက်ခွဲဆန့်သက်စစ်ဆေးကြရာ Seasonal Influencer A H1N1 PDM09 အတီးပြူလူနာ14ဦးတွေ့ရှိရ ပြီးသေဆုံးလူနာမရှိကြောင်းယနေ့အထိရရှိခဲ့သောသတင်းပို့ချက်များအရလူနာများနှင့်တိုက်ရိုက်ထိတွေ့ရသောကျန်းမာရေးဝန်ထမ်းများမှာယောဂကုသခံရခြင်းမရှိတာဖြစ်ပါသည်။ လက်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ယောဂလူနာများကိုယောဂပြန့်နှံ့မှုလင်းမြန်စွာထိန်းချုပ်နိုင်ရန်အတွက်မြောက်ကလာပါမြို့နယ်ရှိအထူးကုဆေယုံဝေပါဂီမှာဦးစားပေးပို့ဆောင်ကုသပေးလျက်ရှိရာယနေ့မိုးလွယ်နှစ်နာရီအထိရရှိသောဆေယုံတယောက်လူနာစရင်အရာ AH1N1 အတီးပြုလူနာ10ဦးရန်ကုန်ပြည်သူဆေယုံကြီးမှာ3ဦးစုစုပေါင်းလူနာ73ဦးတက်ရောက်နေတာဖြစ်ပါတယ်။